ဖျားသခင်ဤကောင်းချီးမင်္ဂလာအဖြတ်ဖြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မျက်၌ဆုတောင်းကောင်းချီးပေးပါ၏နေ့ရက်17လ2025တနင်္ဂနွေနေ့နေ့စဉ်သက်ဝင်စာဆောင်ကိုအတူတကွဖတ်ရှုခြင်းအပြင်သာရဖျားအားဝတ်ပြုကိုးကွယ်ကြပါစို့ဝိညာဉ်ရေးရာကိုတည်ကျွမ်းခြင်း ဇာတိပကတိစိတ်တဘောတိတေခြင်းအကြောင်းဖြစ်၏ဝိညာဉ်ပကတိစိတ်တဘောတိအသက်ရှင်ခြင်းအကြောင်းနှင့်ငြိမ်သက်ခြင်းအကြောင်းဖြစ်၏ယောမအခန်းကြီး၈အငယ်၆ကျွန်တော်တို့ဤဝိညာဉ်အောင်နိုင်ခြင်းဤဂျိုးပန်းအာထုံမှု၌အရေးကြီးသောတောင်းဆိုချက်မှာတင်ဤအတွင်းလူဖြစ်သောလူသားဝိညာဉ်ဤဖွံ့ဖြိုးတိုးတက်မှုနှင့်ခွန်အားဖြည့်စီမှုတို့ဖြစ်သည် ထိုအရာသည်ဒုတိယအကြိမ်မွေးဖွားလာသောသင်အစစ်အမှန်ဖြစ်သည်ခရစ်တော်၌ရှိသောကဲ့တင်ခြင်းအကြောင်းကိုကျွန်ုပ်တို့ပြောဆိုသောအခါကျွန်ုပ်တို့သည်ဝိညာဉ်ကဲ့တင်ခြင်းအကြောင်းကိုယဉ်ညွန်းပါသည်ထိုကဲ့တင်ခြင်းသည်သူကိုယ်သူဖော်ပြရန်အတွက်သင်သည်ဝိညာဉ်ရေးနှင့်ဆိုင်သော အရာများကိုသိမြင်လာရပေမည်ဝိညာဉ်ပိုင်းဆိုင်ရာတိကျွမ်းခြင်းသည် ဝิญญည်ရေးရာကြီးထွားမှုအတွက်မရှိမဖြစ်လိုအပ်ပေသည်တင်ဒီဝิญญည်ရေးရာကိုနားလည်လာသောအခါတင်ဒီဘဝအတ္တတာကိုနှုတ်ကပတ်တော်ဤအမြင်ရှုထောင့်မှအ нэт ဖွင့်ပါသည်တင်ဒီဤလောကမှမဟုတ်သည်ကိုတင်နားလည်ပါသည်တင်ဒီဝิญญည်လူဖြစ်ပြီးဝิญญည်နေပေမှအလုတ်လုတ်ဆောင်ရန်ဖျားသခင်အားဖြင့် ခေါ်ဆောင်ထားခြင်းခံရသူဖြစ်ပါသည်ခရိယံအတ္တတာနှင့်ပတ်သက်သော အရာခတ်သိမ့်သည်ဤအတိအမြင်မှစတင်ပါသည်ဥပမာဝိညာဉ်အောင်နိုင်ခြင်းဟုသောအတုံအနှုံသည်သူအကြောင်းကိုဖော်ပြခြင်းဖြစ်ပြီးဝိညာဉ်အောင်နိုင်ခြင်းဆိုသည်မှာဝိညာဉ်ရေးရာကိုအတိအကျလိုက်နာမှုဖြစ်သည်ထိုအရာသည်လူများအားအောင်နိုင်ခြင်းဟု ပြောဆိုခြင်းမရှိပါတင်သည်ထိုလူဤအတွင်းလူဖြစ်သောစိတ်ဝိညာဉ်နှင့်ဝိညာဉ်တို့အတွက်ရှားဖွေရောက်ရှိနေခြင်းဖြစ်သည်ဆိုလိုသည်မှာတင်အမှုဆောင်နေသောသူများသည်လည်းဝိညာဉ်လူများသာဖြစ်သည်ကိုတင်သိရှိထားရပေမည်ဤသည့်ကျွမ်းခြင်းကအခြားသောသူများကိုတင်အဘယ်သို့မြင်တွေ့သည်ဘဝဤပြဒနာများကိုတင်မြီတို့ကင်တွယ်သည်ကို ပုံဖော်ပေးပါသည်အရာခတ်သိန်းကိုဝိညာဉ်ရှုထောင်းမှသင်အဖို့ဖြတ်ပါဤအရာသည်ယေရှု၏သာသနာလုပ်ငန်းကိုသူဤခက်ကဘာသာရေးကောင်းဆောင်များနှင့်အလွန်ကြွားချစေပါသည်ကိုရတီဝိညာဉ်ရေးရာသာသနာလုပ်ငန်းကို ဆောင်ယူလာခဲ့ပါ၏ဖျားသခင်အားဂျေစုတော်ချီးမွမ်းပါကျွန်ုပ်တို့သည်ဝိညာဉ်တော်ထံမှမွေးဖွားလာပြီး ဝိညာဉ်တော်အထင်း၌ရှင်သန်ရန်ခေါ်ထားခြင်းခံရပါသည်ဝိညာဉ်အောင်နိုင်သူတယောက်အနေဖြင့်ဤအရာသည်တင်ဤ area နေရာဖြစ်ပါသည်တမန်ကျမ်းစာကဲ့သို့လူဤဝိညာဉ်နှင့်အတ္တတို့ဤအဖြစ်မှန်များကိုဖော်ပြသည်စာအုပ်ကဘာပေါ်တွင် မရှိပါထို့ကြောင့်တမန်ကျမ်းစာကိုပြင်းပြင်းထန်ထန်လေ့လာပါနောက်ကပတ်တော်သည်နေ့တိုင်း အခြေအနေတိုင်းတွင်အောင်မြင်စွာအသက်ရှင်ရန်တင်ဤလမ်းညွန်ဖြစ်ပါသည်ထ ảy ၍လေးလာရန်ကြံပိုင်ယောမအခန်းကြီး၈အငယ်၅မှ၆နှစ်ပေအခန်းကြီး၃အငယ်၃မှ၄တစ်ကောရင်သူအခန်းကြီး၂အငယ်၁၄-၁၅၊ဆုတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့။ချစ်တော်မူသောအဖာကိုရောဤနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်ဤဝိညာဉ်ကိုအလင်းပေးသည့်အတွေ့ကိုရော့ကိုယေရှုတင်မာသည်ကျွန်ုပ်သည်အတွင်းလူမနေ၍အလုလုဆောင်ပြီးဝိညာဉ်တော်အားဖြင့်အတ္တတာကိုအနက်ဖွင့်ပါ၏ကျွန်ုပ်သည်ခရစ်တော်၌ကျွန်ုပ်မြည်သူမြည်ဝါဖြစ်သည်ကို တိကျွမ်းခြင်းထင်၌ရှင်တန်လျှောက်လန်းနေပါ၏သခင်ယေရှု၏အမည်နာမ၌အာမင်တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်ဟေဗြဲခန်းကြီးနှင့်ယေရမိအခန်းကြီး36မှ39ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့နနစ်တာကျန်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်ခန်းကြီးကိုအငယ် 什么？啥空？我也看见那个把手伸进那笼子一把手。